ဗမာလွတ်လပ်ရေးဗမာနိုင်ငံရေးအကြောင်းပြောရင်ဗမာပြည်ကွန်မြူနတီပါတီအကြောင်းကိုခြံထားလို့မရပါဘူး။ဗမာပြည်ကွန်မြူနတီပါတီအကြောင်းကိုပြောရင်လည်းထွေထွေတွင်းရင်မှုနဲ့ဥက္ကဋ္ဌတာဝန်အတိအသီးယူခဲ့တဲ့တခင်သိမ့်ဖိလို့ခေါ်တဲ့သိမ့်ဖိမြင့်နဲ့တခင်တန်းထွန်းတို့အကြောင်းကိုဖယ်ပစ်လို့မရပါဘူး။1930အလဲပိုင်းနှစ်တွေကနေစခဲ့တဲ့အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုတွေတို့မှာအစည်းအုံလှုပ်ရှားမှုတွေမှာသူတို့နှစ်ဦးစလုံးတက်ညီတက်ညီပါခဲ့ကြပြီးတော့ခစ်ပြိုင်နေလို့ဆိုရမှာဖြစ်ပါတယ်။ရောမာစီယုံကာလာကနေ လွတ်လပ်ရေးအကျိုးဖန်ဆပလာခေတ္တီအတူတူလွတ်လပ်ခဲ့ကြတဲ့သူတို့ကြားမှာအယူဝါဒကွဲပြားမှုတွေရှိခဲ့ပြီးတော့သူတို့ရှီစင်မာရောသူတို့ကွဲလွန်ပြီးနောက်မှာပါစစ်ဆိုးရတွေနဲ့အခြားသောသူတို့နဲ့သဘောထားမတူညီတဲ့နိုင်ငံရေးအုပ်စုတွေရဲ့ပုံဖြတ်မှုတွေတောက်လျှောက်ရှိခဲ့ပါတယ်။တိမ့်ဖိမြင့်ကိုဇာရေးဆရာဖြစ်ဘဝနီကုံချုပ်သွားတယ်လို့အများသိကြတယ်လို့နိုင်ငံရေးမှာတိမ့်ဖိပါရင် ပွဲစုတယ်ပွဲပြတ်တယ်နှချမ်းကွဲတယ်စတဲ့ပြောဆိုရင်းနဲ့လည်းသိကြပါတယ်။ဘုကျော်ဆန်းက ထိမ့်မြတ်တိမ့်မြတ်တိမ့်ဖေလို့ပြောခဲ့ပြီးတော့ဥနုကတော့တိမ့်ဖေဟာစာရေးကောင်းရက်နဲ့သူ့ကိုအချိန်ချင်းခါခါကန်ချခဲ့တဲ့နိုင်ငံရေးလောကကိုပဲသူပြန်လာခြင်းလေလို့ညီညွန်းပြောဆိုကူးပါတယ်တခင်တန်းထုံးကတော့စစ်တပ်တချို့ကအနီးကပ်လောက်ကြံပစ်ခတ်လို့ဘကုရုမမှာတိဆုံးခဲ့တဲ့ကွန်မြူနတီပါတီဥက္ကဋ္ဌဖြုတ်ထုတ်သက်လက်ဝဲစွန်းလမ်းစဉ်အမှားကိုကျူးလွန်ခဲ့သူဖြစ်စေဆိုးရထုတ်တဲ့တခင်တန်းထုံးရဲ့နောက်ဆုံးနေများစာအုပ်ကတဆင့် နှောင်းလူတွေတိကြပါတယ်။ဘာပဲဖြစ်ဖြစ်တိမ့်တဲ့တန်းဟာမာပြည်နိုင်ငံရေးတမိုင်းကဖဲထုတ်မရတယ်လို့သူတို့ရဲ့ထူးခြားမှုတွေကလည်းညမနိုင်ငံရေးမှာကြံ့ရစ်တဲ့အတွက်ဒီတစ်ပတ်အစည်းအဝေးမှာတိမ့်တဲ့တန်းကြောင့်တင်ဆက်လိုက်ရပါတယ်။တိမ့်တဲ့တန်းကြောင့်တင်ဆက်တဲ့နေရာမှာဖော်ပြချင်တာဒီများလို့တဲ့အတွက်ဒီတစ်ပတ်မှာတော့တိမ့်အကြောင်းကိုပထမဆုံးတင်ဆက်ပါမယ်။ဘုတလင်သားတိမ့်ဖေမြင့်ဟာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂလှုပ်ရှားမှုတွေရတဲ့ဆင့်နိုင်ငံရေးလောကကိုဝင်ရောက်လာသူလို့လူသိကြပေမဲ့ရန်ကုန်တက္ကသိုလ်မရောက်ခင်မန္တလေးဥပစာကောလိပ်မှာကတည်းကမန္တလေးကောလိပ်မဖြတ်သိမ်းကြီးအတွက်ကိုကျော်ငင်းကိုခမောင်ကလေးတို့နဲ့အတူတူကန့်ကွက်ခဲ့ပြီးတော့1935ရန်ကုန်တက္ကသိုလ်အရောက်မှာလဲကိုနုကိုရရှက်ကိုကျော်ငင်းကောင်ဆန်းတို့နဲ့အတူသမဂ္ဂကိစ္စတွေဆက်လက်ဆောင်ရွက်ရင်းတက်ကြွနှိုးကြားတဲ့ကျောင်းသားကောင်းဆောင်အုပ်စုသမဂ္ဂနေရာရရည်အတူကြိုးပမ်းခဲ့ပါတယ် 1935မှာရန်ကုန်တက္ကသိုလ်ကပွဲရခဲ့တဲ့ကုသိန်းဖေကိုနိုင်ငံရေးသိတိတင်ပေးခဲ့တဲ့ပွဲကတော့1935ရင်းနှီးနှောင်းတို့မှအစည်းအရုံးညီလာခံမှာရဲတခင်ကိုရောမိုင်းကိုပင့်ဖိတ်ခဲ့မှုပဲဖြစ်ပါတယ်။အဲ့ဒီတုန်းကရင်းနှီးမြေကလौဒမတူအစည်းအဝေးတွေမှာလဲတခင်သိန်းဖေအမိခံပြီးရဲဘော်တို့ဆိုတဲ့နှုတ်ခွန်းဆက်စကားနဲ့မိန်ကွန်းတွေစတင်ပြောဆိုခဲ့တယ်လို့တခင်ကျော်စင်ရဲ့နိုင်ငံရေးသမားသိန်းဖေမြင့်စာတမ်းမှာရေးပါတယ်။ရဲဘော်တို့ဆိုပြီးချင်းချင်း အလုပ်ပြုပြောဆိုမှုကတခင်တိုင်းဖေကစတယ်လို့ဆိုပါတယ်။ရေတော်ပုံအောင်ရမည်ဆိုတဲ့ကြွကြော်တန်လေးနဲ့စွန်းနီဝဲကိုပိတ်တဲ့ဒလိကိုလည်းတခင်တိုင်းဖေကစတင်တယ်လို့သူကဆိုပါတယ်။သူ့ရဲ့နာမည်ကြီးဆုံးဝတ္ထုကတော့တဖုန်ကြီးဖြစ်ပါတယ်။သူ့ရဲ့ပထမဆုံးဝတ္ထုလို့ဆိုနိုင်ပြီးတော့ပွဲတော်စုခဲ့တဲ့စာအုပ်ပါ။ဒီစာအုပ်ကြောင့်ရဟန်းကျိုတမကကိုရွှေကုန်းစည်းရိုးပေါ်မှာတင်ဖြစ်မြင့်လောက်ချီတောင်းပန်ခဲ့ရပါတယ်။အဲ့ဒီစာအုပ်ကို ဆရာစောကြီးဥနှုစတဲ့သူတွေကသာသနာပြုတဲ့စာအုပ်လို့ညွှန်ပါတယ်။တရားဝတိကဥညင်ရကိုမှုပြီးသူဇက်ကောင်ဥတုတ္တဇကို ဖန်တီးတယ်လို့လည်းဆိုပါတယ်။အဲ့လိုသိမ့်ဖေစာအုပ်တွေပွဲစုလို့နောက်ပိုင်းမှာသူထုတ်တဲ့စာအုပ်တချို့ကိုသူ့ရဲဘော်ရဲဘက်တခင်တွေကိုယ်တိုင်ပူရဲအာမခံတာဝန်ယူကြောင်းကြေညာပြီးထုတ်ခဲ့ရပါတယ်။1936ဒုတိယကျောင်းသားတပိတ်မှာ သူဟာကျောင်းသားမဟုတ်တော့ပေမဲ့တမကရဲ့တပိတ်တိုက်ပွဲအတွက်သူပါဝင်ဆောင်ရွက်ပေးပါတယ် ဒီလိုဆောင်ရွက်ခဲ့မှုတွေကိုလည်းသွေးမောက်ကျောင်းသားမှာထည့်ရေးပြီးတော့အဲ့ဒီခေတ်ကာလကဇက်ကောင်တွေဖြစ်တဲ့ဥနုဥကျော်ငိမ်းကိုအောင်ဆန်းကိုရရှိမတ်အမာတို့ကိုဇက်ကောင်ဖြစ်ထည့်သွင်းခဲ့ပါတယ်1936 39ကာလမှာကလကတားကို MA တက်ဖို့တိမ်ဖင်မြန်သွားခဲ့ပြီးတော့1939မှာငကနီစာအုပ်တင်းပေါ်လာတဲ့အချိန်ငကနီစာအုပ်တင်းရဲ့ပထမဆုံးစာအုပ်ဟာလေသူရေးတဲ့ သခင်ကိုယ်တော်မိုင်းခေါ်ဆရာလုံးရဲ့ဆရာလုံးထုတ်ပတ်တည်ဖြစ်ပါတယ်ဒီနောက်ဖက်စစ်တော်လှန်ရေးအင်္ဂလိပ်တော်လှန်ရေးတော်လှန်ရေးဆိုင်နေပါတိုင်းဖိမြင့်ပါဝင်ခဲ့ပါသေးတယ်1942ခုနှစ်မှာဖက်စစ်ဂျပန်ကိုပြန်တိုက်ရေးအတွက်ကပိုင်မြို့မှာတိုင်ပင်ဆွေးနွေးခဲ့တဲ့အစည်းအဝေးကိုတိုင်းဖိမြင့်စတက်ရောက်ခဲ့ပြီးတော့နောက်1943ခုနှစ်မှာဖက်စစ်တိုက်ဖြတ်ရေးဘာဘီအစုဖွဲ့အတွက်ကိုစားပြုပြီးအိန္ဒိယပြည်ရောက်သွားခဲ့ပါတယ် 1944မှာခြုံကင်းကိုဖက်စစ်ဆန့်ကျင်ရေးကိုယ်စားလှယ်ဖြစ်ရောက်ပြီးနောက်ချိန်မှာတရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်လာမဲ့ချွင်လိုင်းနဲ့လည်းတွေ့ဆုံခဲ့တယ်လို့ပြောပါတယ်။ဒီနောက်1945ဇူလိုင်မှာကျင်းပတဲ့ဘာကပ်ပဗမာပြည်ကွန်းနယ်ပါတီရဲ့ဒုတိယကွန်ဂရက်မှာတော့ပါတီဘဟုကတခဲနဲ့ရွေးချယ်တဲ့ထရီတွင်းမှုဖြစ်တင်မြှောက်ခံရပါတယ်။ဒီနေရာမှာ တော်လိုင်းကာလအတွင်းလဝဲညညူရေးကိစ္စကိုလည်းအထူးလေးနဲ့ပြောကြတာတွေရှိပါတယ်။လဝဲညညူရေးလို့ဆိုရမယ့်ရေတော်ပုံပါတီဝါဘီကွန်မြူနတီပါတီနဲ့ခြားသောလဝဲအင်အားစုအစုဖွဲ့တွေပြည်သူ့ရဲဘော်အပါဝင်မှတက်မတော်အားလုံးလဝဲညညူရေးမှာညညူခဲ့ကြတဲ့အချိန်ဟာ1945ကနေ1946နိုဝင်ဘာထိဖြစ်တယ်လို့ဆိုပါတယ်။1946စက်တင်ဘာမှာဖဆပလအစိုးရကိုဘယင်ကရင်အစိုးရတဲ့ ဖိတ်ခေါ်ရေးအတွက်လုံသမားတပိတ်ကြီးစင်နှွှဲခဲ့ပါတယ်။1946နိုဝင်ဘာလမှာတော့ဗကြောင်ဆန်းဦးဆောင်တဲ့ဘရင်ခံမှုဆောင်ကောင်စီတနည်းအားဖြင့်ဖာစာပါလာအစိုးရမှကွန်မြူနစ်ကိုယ်စားလှယ်အနေနဲ့လေယာတတော်ဝင်ကြီးအဖြစ်တင်ပြပြန်ဆောင်ရွက်ခဲ့ရပါတယ်။ဒါဟာသမိုင်းတခြားဗြိတိရှ်အင်ပါယာမှာပထမဆုံးကွန်မြူနစ်ဘာသာကိုယုံကြည်သူကွန်မြူနစ်ပါတီဝင်ဝင်ကြီးလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းအာမေကွန်မြူနစ်ပါတီရဲ့ကန့်ကွက်ချက်ကြောင့်တလမပြေခင်ယာတူးကနှုတ်ထွက်ခဲ့ရပါတယ်။ လဘဲညညရေးကိစ္စကိုပြောကြတဲ့အခါမှာမာမီကွန်မြူနတီပါတီအကွဲပြဲကလည်းပါပါတယ်1946အတွင်းမှာပဲမာမီကွန်မြူနတီပါတီအကွဲပြဲဖြစ်ခဲ့ကြပါတယ်တခင်ဆိုးကကွန်မြူနတီပါတီဗမာပြည်ဆိုပြီးတခင်တင်မြတ်တို့နဲ့အတူခွဲထွက်ပြီးပါတီထောက်မှတယ်ဒီနေ့ညမှာတခင်သိမ့်ဖေနဲ့တခင်တန်းထွန်းတို့ကိုပါတီအတွင်း American Communist မတ်တူဖြစ်တဲ့ R Browder ရဲ့ Browder ဝါရကိုတင်သွင်းသူတွေ ပါလီမန်လမ်းကြောင်းကနေနိုင်ငံရေးဆောင်ရွက်ဖို့စူးစမ်းသူတွေအဖြစ်တခင်ဆိုးကဆွဆွဲပါတယ်ဒီလိုဆွဆွဲတဲ့နေရာမှာကလိန်ချုံတိမ့်ဖိနဲ့မုံလာဥတန်းထွန်းဆိုတဲ့စကားကိုတခင်ဆိုးကထိညွှန်းခဲ့ပါတယ်လွတ်လပ်ရေးရပြီးတဲ့နောက်မှာလဲမာမီကွန်မြူနတီပါတီအတွက်မှာလွတ်လပ်ရေးနဲ့ပတ်သက်လို့အမြင်ကွဲပြားမှုတွေရှိပါတယ်သူရဲ့ တော်လိုင်းကလာနိုင်ငံရေးအတွက်ကြုံများစာအုပ်မှာရေးသားချက်အရတော့လွတ်လပ်ရေးကိုရှုမြင်ပုံနှစ်ခု꿰ပြီးတစ်ခုကသူယူဆတဲ့လွတ်လပ်ရေးအပေါ်မြင်မြင်နဲ့နောက်တစ်ခုကတော့ရဲဘော်ဘတ်တင်ခေါ်ဂိုရှယ်ရဲ့လွတ်လပ်ရေးပေါ်အမြင်ဖြစ်တယ်လို့ဆိုပါတယ်ဒါပေမဲ့ပါတီဟာရဲဘော်ဘတ်တင်ခေါ်ဂိုရှယ်ရဲ့တော်လိုင်းရေးလိုင်းကိုရွေးချယ်သွားတယ်လို့လည်းသူကဝန်ခံရေးသားခဲ့ပါတယ်နောက်1900 58 master စကွေးရဲ့နေမှာမြို့သားညညရေးအတွက်လက်ဝဲညညရေးစာတန်းကိုသူရေးခဲ့ပြီးတော့ဒီစာတန်းသတင်းစာတွေမှာပါဝင်လာတဲ့ master 26ရဲ့နေမှာပမာပြည် community party ကနေသူနှုတ်ထွက်ခဲ့ပါတယ်။ဒါပေမဲ့1948 master 28ရဲ့နေမှာဖဆပလာအစိုးရရဲ့ပမာပြည် community party ကိုလူဖမ်းပွဲကြီးစပြီးပမာပြည် community party ဌာနချုပ်အကောင်ဆောင်တွေတော်ရဲရောက်ရှိခဲ့ရပါတယ်။ပြည်ရင်းစစ်အစကာလပိုင်းမှာ လက်ဝဲညီညွတ်ရေးဆိုရှယ်လက်ပါတီအာမေကွန်နက်ပါတီနဲ့ပြည်သူရဲဘော်ညီညွတ်ရေးကိုသူစ조사ခဲ့တယ်လို့ဆိုပါတယ်1948ဇူလိုင်လ16ရက်နေ့မှာလက်ဝဲညီညွတ်ရေးကောင်စီကိုသူဘိုလက်ရာဆက်တဲ့သူတွေပါဝင်ပြီးဖွဲ့စည်းခဲ့ပါတယ်ဒီအုပ်စုမှာဘူနေဝင်းကိုလက်ဝဲညီညွတ်ရေးကောင်စီဥက္ကဋ္ဌဖြစ်သူကတင်မြှောက်တယ်လို့သတ်မှတ်ကြပြီးတော့ဒါကိုလည်းပြည်သူအာဏာချတဲ့အမှတ်27မှာရဲဘော်ကျင်မောင်က ိုနေဝင်းကိုလက်ဝဲအဖြစ်သွတ်သွင်းတယ်ဘိုနေဝင်းကိုလက်ဝဲဖြစ်ပုံဖော်သူဟာဥကြောင်ရင်ဖြစ်တယ်ဆိုရင်ဘိုနေဝင်းကိုနိုင်ငံရေးအတိုက်အုံထဲမှာသိတိတင်ပေးခဲ့သူထိပ်ပိုင်းကိုရောက်အောင်မြင့်တင်ပေးခဲ့သူဟာတိမ့်ဖေမြင့်လို့ပြောဆိုတာရှိပါတယ်။နောက်ဗမာတမတော်တွေကတရင်၃ကိုတောခိုဖို့သူတိုက်တွန်းတယ်လို့လဲတပိုင်းတွေကဆိုပါတယ်ဒါပေမဲ့တရင်၃တောခိုသွားတဲ့နောက် ဘိုရက်ထော်တော်ရဲရောက်သွားပြီမဲ့တိုက်တိုင်းရင်သုံးတော်ခုကိုတိုက်တွန်းခဲ့တဲ့တိမ့်ဖီပြင်းကတော့တော်ရဲကိုမရောက်ခဲ့ပါဘူး။ဒါပြင်ဘိုလက်ရနဲ့ဘိုနေဝင်းတို့ကိုဥနေဝင်းတို့ကိုဥနုစီကနေအနာသိမ့်ဖို့သူတိုက်တွန်းခဲ့တယ်လို့လည်းတမိုင်းတွေကဆိုပါတယ်။ဒီလိုလှုပ်ရှားမှုတွေကြောင့်1948ခုနှစ်မှာပဲ ီတိုင်းဝင်ကြီးဦးကျော်ငင်းသူတငယ်ချင်းကသူ့ကိုအိနိုင်ရာရောက်ဖိတ်ခေါ်ပြီးအင်းစိန်ထောင်ထဲပို့လိုက်ပါတယ်အဲ့ဒီနောက်ပါလီမန်နိုင်ငံရေးကိုလည်းသူဆက်လုပ်ပါသေးတယ်ပြည်သူညီညွတ်ရေးပါတီဆိုပြီး1952ခုနှစ်မှာထောင်ခဲ့ပြီးတဲ့နောက်ပြည်အောင်စုမြန်မာနိုင်ငံညီညွတ်တပ်ပေါင်းစုဖြစ် ပမညာတာဖြစ်ပြန်လည်ပြုဆောင်ထောင်းခဲ့ပါတယ်1956ခုနှစ်မှာပါလီမန်ထဲကိုသူရောက်ရှိလာခဲ့ပြီးတဲ့နောက်နုတင်ဆွေငင်းအကွဲပြေးမှာသူဟာနုတင်ဘက်ကနေရက်ခဲ့တယ်လို့သိရပါတယ်ဒါကြောင့်လဲကျော်ငင်းစာအုပ်ထဲမှာသူတငယ်ချင်းကျော်ငင်းကရေးချောင်းဆိုရင်ကိုသူကိုကြီးနုဘက်ကပဲရက်တဲ့လူလို့သူကိုပြောဆိုလာလဲရှိပါတယ်ဒါပေမဲ့နောက်ပိုင်းမှာသူကလဲသူကိုကြီးနုဟိုဝေဘက်နဲ့စောင်းမတွေသူရောက်ရှောက်ရေးခဲ့ပါတယ် ဒီထဲမှာဥနုလက်နက်ကန်တော်နိုင်ရေးကိုရွေးချယ်သွားပြီးဥနေဝင်အစိုးရကပြည်ပြည်အစိုးရဖြစ်သတ်မှတ်တဲ့အစိုးရကိုဥဆောင်နေချိန်မှာပြန်လည်းမရှိသောဥနုဆိုတဲ့စာအုပ်ကိုရေးခဲ့ပါတယ်ဒီစာအုပ်မှာတချိန်ကသူ့ရဲ့နိုင်ငံရေးရဲဘော်ရဲဘက်အကိုကြီးဖြစ်တဲ့ဥနုကိုပပနေနေဝေဖန်ခဲ့တာတွေရှိပြီးတော့ဒါဟာမဆလာမှာ နဲ့လိုမျက်နှာရလုတ်တယ်လို့ဝေဖန်ကြသူတွေလည်းရှိပါတယ်1962ခုနှစ်တော်လိုင်းအေးကောင်စီကအာဏာသိမ်းပြီးတဲ့နောက်သူဟာတော်လိုင်းအေးကောင်စီကိုထောက်ခံကြောင်းသူပိုင်တဲ့ပရထောင်သတင်းစာကနေရေးသားခဲ့တာမျိုးရှိပါတယ်1964မှာပရထောင်သတင်းစာပြည်သူပိုင်သိမ်းခံရပြီးတဲ့နောက်1965မှာသူဟာမဆလာပါတီရဲ့အရန်ပါတီဝင်ဖြစ်လာပါတယ်ဒါပေမဲ့တော်လိုင်းရေးတဲ့ကသိမ်းဖြင့်အစင်သာရှိတဲ့သိမ်းဖြင့်ကို ပရတထောင်သတင်းစာမှာပြန်လည်နေရာပြတာမျိုးတိတ်မရှိပဲသတင်းစာအက်ဒီတာချုပ်အဖြစ်အလန်ဒီဘိုထိန်လင်းကိုခန့်ခဲ့ပြီးသူဟာတိတ်နေရမရဘူးလို့လည်းဆိုပါတယ်တဖန်မဆလာတင်းပြေပါတီဝင်ဖြစ်ရှင်တဲ့အတွက်1980ကာလတွေမှာရွှေလူသဘင်ရန်ကုန်တက္ကသိုလ်ကျောင်းကြီးသားတဲ့နေရာမှာလည်းမဆလာဆိုရဖုံတော်ဘွဲတွေတက္ကသိုလ်သမဂ္ဂတက္ကသိုလ်ကျောင်းသားဆိုတာဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဆိုတဲ့ ပြောဆိုတွေကိုအများကြီးရေးခဲ့ပြီးတော့ဒီပြောဆိုတွေအတွက်လဲဝေဖန်မှုတွေရှိပါတယ်။တိမ်ဖင်မြင့်ကြောင့်ပြောမယ်ဆိုရင်တိမ်ဖင်မြင့်ရဲ့သတင်းစာဆရာဘဝဆိုင်ဆရာဘဝနိုင်ငံကြီးသမားဘဝသုံးခုပေါင်းမှတိမ်ဖင်မြင့်တစ်ခုဖြစ်တယ်လို့သတင်းစာဆရာကြီးဟန်တာဝီဦးဝင်းတင်ကတော့ပြောဆိုခဲ့ပူတာရှိပါတယ်။တိမ်ဖင်မြင့်ရဲ့စောက်တီဟာမြမတမိုင်းမှာအများထန်ထင်ချန်ခဲ့ပြီးတော့မြို့သားစာပေစုရာစာအုပ်တွေလည်းအများကြီးပေါ်ထွက်ခဲ့ပါတယ်။လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာရေးတဲ့ ရှိကနိုင်ဝန်ထွက်သည့်ပမာဟာဆိုလို့ရှိရင်ပြည့်ရေတော်ပုံကာလနိုင်ငံကြီးလှုပ်ရှားမှုတွေကြောင့်ဖော်ပြထားတာဖြစ်ပြီးဒီထဲကသူ့ဇက်ကောင်ဟာတွေ့ဝီလွန်းနယ်မြားပွေတဲ့ဆက်သဖြင့်ဝေဖန်မှုတွေရှိခဲ့ပြီးတော့ဒါဟာလည်းတိမ့်ဖေမြင့်ရဲ့နိုင်ငံကြီးပဲလားလို့တိမ့်ဖေမြင့်ရဲ့ဖြတ်သက်မှုပဲလားလို့သုံးသပ်စုတွေလည်းရှိပါတယ်ဆိုတော့အဲ့ဒီနောက်ပိုင်းမှာတိမ့်ဖေမြင့်ရဲ့လှုပ်ရှားမှုတွေကို တိတ်မတွေ့ရပါမိ့နောက်ခုပြန်ပြောင်းပြုလို့သူရဲ့နှောင်းပိုင်းကာလတွေမှာမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီကိုဝေဖန်မှုတွေလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။အနည်းအဖြစ်မဆလာသမရရဲ့ဝလဲတော်ဇယိတ်ဆိုပြီးဥနေဝင်းမစိုးဘူးဆိုတဲ့ကိစ္စတွေရေးခဲ့တာကြောင့်သူ့ကိုကလောင်ပိတ်သိမ်းတာတွေရှိခဲ့တယ်လို့လည်းဆိုပါတယ်။နောက်ပိုင်းမှာ မဆလာမမ်ဘီဆိုရှယ်လက်လန်ဆန်ပါတီပြင်ဆင်ရမယ့်သဘောတရားရေးတွေကိုသူတင်ပြခဲ့ပေမဲ့ဒီစာရန်ကြောင့်တော့လူသိသိတာမျိုးမရှိပါဘူး1988ခုနှစ်မှာတော့တိမ်ပင်မြင့်ကွယ်လွန်ခဲ့ပါတယ်တိမ်ပင်မြင့်ရဲ့နိုင်ငံရေးဖြတ်သန်းမှုတမိုင်းစာပေအရေးသားတွေသတင်းစာအရေးသားတွေနဲ့ပတ်သက်ပြီးသုံးမျိုးခွဲမြင်ရမှာဖြစ်တယ်လို့လည်းတချို့ကဆိုကြပေမဲ့နိုင်ငံရေးတမိုင်းမှာတော့1930ကျော်ကနေ1900 48ထိသိမ့်ဖိမြင့်ကိုတစ်မျိုးအဲ့ဒီနောက်ပိုင်းသိမ့်ဖိမြင့်ကိုတစ်မျိုးမြင်သင့်တယ်လို့လည်းယူဆကြသူတွေရှိပါတယ်တကယ်ပဲသိမ့်ဖိမြင့်ပါရင်ပွဲပြတ်တယ်ပွဲဆူတယ်ဆိုတဲ့ကိစ္စကလည်းလက်ဝဲရောလက်ရာရောနှစ်ဖက်စလုံးရဲ့အမြင်တွေမှာလည်းဆက်လက်ရှိနေပါတယ်အဲ့ဒါကိုသူတစ်ချိန်ကထောက်ခံခဲ့တဲ့မဆလာပါတီကလမ်းစဉ်စားဆောင်မှာငင်းရန်ကြီးနဲ့သိမ့်ဖိမြင့်အန်ရယ်ဆိုတဲ့စောင်းပါးကနေတဆင့်ဖတ်ရှုနိုင်ပါသေးတယ် ဘာပဲဖြစ်ဖြစ်တိမ့်ဖင်မြင့်အမွေခြံရစ်ခဲ့တဲ့သမိတ်မောက်ចောင်းသားရှိရနေဝန်စတဲ့စာအုပ်တွေဟာတော့မြမနိုင်ငံကြီးတမိုင်းကိုလေ့လာတဲ့အခါမှာအရေးကြီးတဲ့မြမစာပေတမိုင်းမှာလည်းအင်မတန်မှဖိုးတန်တဲ့စာအုပ်တွေအဖြစ်မှတ်တမ်းတင်ရမှာဖြစ်တယ်လို့စာပေဖတ်ရှုသူအများကသုံးသပ်ကြတာရှိပါတယ်ခင်ဗျာ